မေရိကန်အာမခံပြတ်သောကမ္ဘာနိုင်ငံရေးစနစ်တည်သူကုပြောင်းခြင်းအလားအလားပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဒီတင်ပြချက်မှာတော့ဒုတိယကမ္ဘာစစ်ပြီးအမေရိကန်ဥဆောင်မှုအောက်မှာပေါ်ပေါက်ခဲ့တဲ့ကမ္ဘာနိုင်ငံရေးစနစ်ရဲ့အခြေခံမူတွေအမေရိကန်ရဲ့တမိုင်းဝင်အခမ်းအကဏ္ဍနဲ့နိုင်ငံရေးမူဝါဒအပြောင်းအလဲတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုခွဲခြားစိတ်ထားထားပါတယ်။အထူးသဖြင့်ဒေါ်နယ်ထရပ်လက်ထက်အမေရိကန်ရဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပေါ်မှာထားရှိတဲ့သဘောထားနဲ့ကမ္ဘာလုံးဆိုင်ရာကမောက်ကမောက်ဖြစ်လာနိုင်တဲ့အခြေအနေကိုသုံးသပ်ထားပါတယ်။ လက်ရှိကမ္ဘာစနစ်နဲ့အမေရိကန်ရဲ့အခမ်းအနားကိုကြည့်ရင်ဒုတိယကမ္ဘာစစ်လုံးကမ္ဘာနိုင်ငံရေးတည်ဟန်ကိုအမေရိကန်ရဲ့ဩဇာအာဏာကအဓိကဆောင်းလျှောက်ပါတယ်။ဒီစနစ်မှာလူဦးရေနည်းတဲ့တူဗာလူလိုကျောင်းနိုင်ငံလေးတွေတောင်လူဦးရေတန်းထောင်ချီရှိတဲ့နိုင်ငံကြီးတွေနဲ့တန်းတူထိုင်ခွင့်ရှိနေပါတယ်။ခွန်အားနေတဲ့နိုင်ငံဖြစ်ပါစေ။နေမြေပိုင်နဲ့တည်တံ့ခံရမှုကိုအမခံချက်ရှိနေပါရယ်။ဝါရှင်တန်တနိုင်ငံရဲ့အင်အားနဲ့မကဘဲကုလသမဂ္ဂ IMF နဲ့ World Bank တို့လိုနိုင်ငံတကာအဖွဲ့အစည်းတွေက Global Aura ရဲ့ထောက်တိုင်တွေဖြစ်ပါရယ်။ ်အမေရိကန်ဟာဗီယက်နမ်အီရန်စသဖြင့်စီးရဲကျွတ်ကျော်မှုတွေပြုခဲ့မှုပေမဲ့ပယ်နေမီကမှအမေရိကန်ပိုင်းအဖြစ်အပီးတိုင်တင်ယူခြင်းမလုပ်ခဲ့ပါဘူးသူတို့ချမှတ်ထားတဲ့စနစ်ကိုသူတို့ကိုယ်တိုင်ပြန်ပြီးအာမနေစီလိုတာဖြစ်ပါမယ်တကူရီတော်ချင်းချက်ကတော့ဒုတိယကမ္ဘာစစ်ပြီးမြောက်မာရီယာနာကျွန်းစုများကိုသာမန်တိတ်ဖြစ်ကနေလွှဲယူခဲ့တာဖြစ်ပြီးတအားတည်နေမဟုတ်ပဲကိုပိုင်အုပ်ချုပ်ခွင့်ရနေမည်ပဲဖြစ်ပါရည်အခြားအင်အားကြီးတွေရဲ့နေမည်သိမ်းယူမှုတွေကိုကြည့်ရင်တော့ဆိုဖီယက်ယူနီယံဟာဂျပန်ထံက စကာလင်ကျွန်းတောင်ပိုင်းကာရတ်ဇိုးစုတွေနဲ့ဘော်တစ်နိုင်ငံတွေကိုအပိတိုင်သိမ်းယူခဲ့ပါတယ်။ရုရှားဖက်ဒရေးရှင်းကလည်းခရိုင်းမီးယားကျောဆယ်ကိုသိမ်းယူထားတယ်လို့လက်တလုံးမှာလည်းယူကရိန်းကိုနေမြေပိုင်ဆိုင်လုံမှုနဲ့ကျူးကျော်နေပါတယ်။တရုတ်တို့ဟာ1950ခုနှစ်မှာတိဘက်ပြည်ကိုသိမ်းယူခဲ့ပါတယ်။အိန္ဒိယဟာလည်းလွတ်လပ်ရေးယူမဲ့ Princely State တွေကိုစစ်အင်အားသုံးသိမ်းသိမ်းခဲ့တယ်လို့ကိုဝါကိုလည်းပေါ်တူဂီထံကနေတိုက်ခိုက်ယူခဲ့ပါတယ်။ Capitalist စနစ်နဲ့ ထရန့်ရဲ့စနစ်ထက်စီမှုကိုကြည့်ရင်ကမ္ဘာစစ်အပြီးမှာအမေရိကန်ဟာမဟာမိတ်ဥရောပနိုင်ငံတွေကိုဖိအားပေးပြီးကိုလိုနီနယ်တွေကိုလွတ်လပ်ရေးရစေပါတယ်။ဒါဟာ colonial lesson လို့စနစ်ဟောင်းတာဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးစနစ်ရဲ့တာလွန်ကောင်းမှုတွေနဲ့နိုင်ငံသစ်တွေမှာဩဇာလွှမ်းမှုကိုယူရခဲ့တာဖြစ်ပါတယ်။ capitalist အတင်းအကျပ်မှာနေမျိုးကိုတည်ယူအုပ်ချုပ်ထားဖို့မလိုတော့ပဲစီးပွားရေးပူပေါင်းမှုနဲ့ကာကွယ်ရေးအာမခံချက်တွေနဲ့တည်ယံစတာတွေကိုထိန်းချုပ်ထားနိုင်ပါတယ် ဂျာဟာအများပိုင်ကုမ္ပဏီမှာ CEO လုပ်နေရတဲ့တူပြီးပုံမှန် flexible ဖြစ်တယ်။ resilient ဖြစ်တယ်။ top out ရှိပါတယ်။ Trollletta American နိုင်ငံသား၏မူဝါဒအသွင်ပြောင်းလာတဲ့အခါကမ္ဘာအနာဂတ်မသိမချဖြစ်လာပါတယ်။သူဟာကုလသမဂ္ဂရဲ့အခန့်ကဏ္ဍကိုချိနေအောင်နှိပ်ကုပ်ပြီး budget ဖြတ်တောက်ပါတယ်။ user လို soft power လက်တံတွေကိုပါနှီးကုပ်ချုပ်ပြပါတယ်။ American ဟာစီးရီးစီးပွားရေးနှီးပညာအင်အားကြီးမာလွန်လို့ သူကိုရန်ရုပ်ဖြစ်လာရင်ဘလို့လောက်ကြမလဲဆိုတဲ့အတွေ့ဥရောပရှိသူတချို့မှစတင်ဝင်နေရပါပြီ။ထရန်ဟာစီစနစ်စံတော်မူဝါဒရိထပုံကိုယ်ရေးခန်းစားချက်ကသာအခြေခံပြီးဆုံးဖြတ်ချက်ချသူဖြစ်ပါရယ်။ဥပမာအားဖြင့်ဒိမတ်ပိုင်ဂရင်းလန်ကိုလူကျင်ကြောင်ထုတ်ပြောထားပါရယ်။နေတုရဲ့ Article 5အရာ ကာကွယ်ပေးဖို့တာဝန်ရှိတဲ့ဒိမတ်နဲ့ကနေဒါကို American ကိုရိုင်းထံကဘသူကကာကွယ်ပေးမှာပါလဲ။စနစ်ပြုတ်ကွေ၍ဖြစ်လာနိုင်သော ကမကမအခြေအနေ။ ထရန့်အမေရိကန်အနေနဲ့နိုင်ငံတကာစနစ်တည်မြဲရေးကိုအမခံဆောက်ရှောက်ဖို့ commitment မပြတော့တဲ့အချိန်မှာအောက်ပါချင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့စိတ်ကူးယဉ်ကြည်လို့ရပါတယ်။တရုတ်ကထိုင်ဝမ်ကိုကျူးကျော်မယ်။အမေရိကန်အကောက်ွယ်မပေးပါဘူး။ရုရှားကယူကရိန်းကိုကျော်လွန်ပြီးအခြားအရှိဥရောပနိုင်ငံတွေထိထိုးဖောက်လာမယ်။အမေရိကန်လာမကူတော့ပါဘူး။တူရကီလိုအလဲလက်ဒန်စာပါဝါတွေမှာအော်တိုမန်အတိတ်လို Imperial ရီမန်ချက်တွေပြန်နိုးထလာပါမယ်။ဥပမာ Syria မြောက်ပိုင်းကဂျာကန်တွေထိန်းချုပ်ထားတယ်လို့မျိုး ဒီလိုကမကမအခြေအနေမျိုးတွေမှာပြည်ရင်းရေးကိုသာဦးစားပေးလို့ရအမေရိကန်မူဝါဒအသေးအရငေါတော့ထိုင်ကြည့်နေနိုင်တယ်လို့လုံခြုံရေးအကြံပြပြီး Greenland ဂျုံကိုလက်ပြောင်းလူယူလိုက်တာမျိုးလေလုံနိုင်ပါတယ်။ကျောင်းတော်အားရစားရှိသူတွေလက်ဦးမှုယူပြီးတစ်ဖက်ရန်ကိုအပြတ်ရှင်ဖို့ကြိုးပမ်းကြခြင်းတွေလည်းဖြစ်ကိုဖြစ်လာပါလိမ့်မယ်။အနာဂတ်အကျိုးဆက်တွေကိုကြည့်နျူကလ িয়ার လက်နက်တွေကြောင့်တတိယကမ္ဘာစစ်မဖြစ်ဘူးလို့ယူဆထားရင်တော့ရုံးရင်းဆန်ခတ်ကစင့်ကလျာဖြစ်သွားမယ်အချိန်ကာလတစ်ခုအတွင်းအပြောင်းအလဲအများအပြားဖြစ်သွားနိုင်ပါတယ်။ ။မုံတိုင်းစဲချိန်မှာအချို့သောနိုင်ငံတွေရဲ့ area နေနေတွေပုံမှန်ကျပြန့်ပြီးသားဖြစ်နေပါမယ်။အချို့ကျုံသွားပါမယ်။နိုင်ငံတချို့အပီးတိုင်းပြောက်ကွယ်သွားပါမယ်။တက်လွင်နိုင်ငံအချို့လည်းပေါ်ထွန်းလာပါမယ်။ဒီလိုပြောင်းလဲတွေဖြစ်ပြီးမှသာငင်းချမ်းတည်ငိမ့်နဲ့ကမ္ဘာနိုင်ငံရဲ့အသွင်အသစ်ကိုပြန်လဲတည်ဆောက်ကြပါလိမ့်မယ်။ဒုတိယကမ္ဘာစစ်ပြီး1980နီးပါးတည်ငြိမ်ခဲ့တဲ့ကမ္ဘာစနစ်ဟာအမေရိကန်ရဲ့မူဝါဒအပြောင်းလဲအထူးသဖြင့် Trump ရဲ့ America First ပုံစံကြောင့်အကြီးအကျယ်စိန်ခေါ်ခံနေရပါတယ် ်အမေရိကန်ရဲ့ commitment ပြတ်သွားတာဟာနိုင်ငံတကာအဖွဲ့အစည်းတွေအားနည်းစေပြီးရုရှားတရုတ်လိုမျိုးနိုင်ငံကြီးတွေရဲ့နေမြေပိုင်ဆိုင်လုံမှုကိုပုံမတွန်းအားပေးလိုက်တယ်လို့ဖြစ်နေပါတယ်။အမေရိကန်ကိုယ်တိုင်ကနေမြေသိမ်းယူမှုမလုပ်ဘဲစနစ်ကိုထိန်ခဲ့ပေးမယ်။သူ့ရဲ့ root ဖြစ်လာနိုင်တဲ့အပြုမူတွေကမဟာမိတ်တွေကိုပါစိုးရိမ်စင်ပြီးကမ္ဘာကြီးကိုနေမြေအပြောင်းလဲတွေညှပြခဲ့တဲ့ရှေးသမိုင်းခေတ်လိုပြန်ရောက်သွားစေနိုင်ပါတယ်။ဒါကြောင့်အခုချိန်ဟာပြိပက္ခကြီးတစ်ခုအပြီးမှာ War Aura အစ်စ်ကိုပြန်ဆွဲရတဲ့1648ခုနှစ် ဖီဆိုဝီဖီလီယာလိုနပိုလီယန်စစ်ပွဲအစလိုကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲကြီးတစ်ခုရဲ့အစဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။ဒီလိုချင်းနေမျိုးမှာမြန်မာလိုနိုင်ငံငယ်တွေအတွက်နိုင်ငံတကာအာမခံချက်ကဘယ်လောက်ထိအရှိပါလာမလဲလို့ထင်ပါတယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကွန်မန့်ကနေတစ်ဆင့်မျှဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာရေမြန်မာရေသတင်းများစွာကိုနားဆင်လို့ Kidinki Channel ကိုနိုင်ရင် Subscribe လေးလုပ်ပြီးပေးနာ Notification လေးကိုလည်းနှိပ်ထားဖို့အတွက်မမေ့ပါနဲ့နော်။ 继续对面阿楼，北洋客厅，感谢您的关心。